ဟယ်လိုအားလုံးပဲမင်္ဂလာပါအာဆီ MMA ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပြီးခဲ့တဲ့ပွဲမှာအလဲမထိုးနိုင်လိုက်တဲ့အတွက်ပရိတ်သတ်တွေကိုတောင်းလန်စကားဆိုလာတဲ့ Bronica ရဲ့အကြောင်း TUF မှာနီးပြတွေဖြစ်နေအားတန်ကြတော့မယ် Corner McGregor နဲ့ Michael Chandler တို့ရဲ့အကြောင်းအလားကိုအတူယူပြီးတော့ကြိုးစားနေတယ်ဆိုတော့မာတင်မူရင်ရဲ့အကြောင်းလေးကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ။မကြာသေးခင်ကပဲ Time Fight ကသူတို့ရဲ့ပြိုင်ပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ပူပူနွေ့နွေ့ Time Fight ဘရင်ဖလားချန်ပီယံဖြစ်ထားတဲ့ကယန်းတိုင်းရင်းတူလေး Bronica ရဲ့တွဲဆိုင်လေးပါဝင်ခဲ့ပါတယ်။ Bronica ကတော့ဘရာဇီးနိုင်ငံသား Yuli Alves နဲ့ထိုးတက်ခဲ့ရတာပဲဖြစ်ပါတယ်။ပြိုင်ဘက်ဖြစ်သူ Yuli Alves ဟာဆိုရင် MMA background ကလာတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်29နှစ်ရှိပြီဖြစ်တဲ့ Julie Evans ဟာဆိုရင်အရက်9ပေ9လမရှိပြီးကိုယ်အလေးချိန်ကတော့55 kg ရှိပါတယ်။သူ့ရဲ့နောက်ဆုံးကစားထားတဲ့ MMA ပွဲစဉ်၄ပွဲမှာ၃ပွဲအထိရှုံးနိမ့်ထားသလိုဘရာဇီးအမျိုးသမီးဖိုက်တာတွေထဲမှာလည်းစုစုပေါင်း942ယောက်မှာအဆင့်333သာရှိတဲ့ဖိုက်တာတအုပ်ဖြစ်ခဲ့ပါတယ်။ MMA ဘက်မှာရလက်ဆိုးတာကြောင့် မွေထိုင်းဘက်ကိုကူးပြောင်းလာတာဖြစ်ပါတယ်။သူနောက်ဆုံးထိုးထားတဲ့မွေထိုင်းစူပါချမ်ပွဲစဉ်မှာဆိုရင်ယူရီးယားနိုင်ငံတူမယ်ရီနဲ့ထိုးခဲ့တာပဲဖြစ်ပြီးအမတ်ဘေးဆုံးဖြတ်ချက်နဲ့အနိုင်ရထားခဲ့တာပါ။သူမဟာဆိုရင်မွေထိုင်းပွဲစဉ်စုစုပေါင်းပွဲ20ထိုးထားခဲ့ပြီး15ပွဲနိုင်5ပွဲရှုံးရလက်ရရှိထားပါတယ်။မွေထိုင်းဘက်မှာတော့သူရဲ့ရလက်ကမဆိုးဘူးလို့ပြောလို့ရပါတယ်။ ထမအခြေအစမှာပြိုင်ဘက်ကခြေကန်ချက်နဲ့စဝင်ခဲ့ပေမဲ့လေဘရိုနီကာရဲ့ကောင်တာကနေတဆင့်ဘရာဇီးနိုင်ငံသူဂျိုဝိုင်းတောင်းကိုကတ်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာဘရိုနီကာကလက်တီးသွဲလုံးတွေဇက်တိုက်ပြစ်တွင်းခဲ့ပြီးအလဲထိုးခံရဖို့တောင်နှီးဆက်ခဲ့ရပါတယ်။ဒါပေမဲ့လေဒိုင်ကခွာပြီးအမတ်စင်ရေလိုက်လို့အလဲထိုးလိုက်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ကျန်တဲ့ပထမအခြေရဲ့မိနစ်တွေမှာတော့ နှစ်ဦးစလုံးအပြိုင်ဆိုင်ထိုးတက်ခဲ့ကြပါတယ်ဂျူလီအယ်ဗတ်ဟာဆိုရင်ဘရိုနီကာရဲ့အရင်ပြိုင်ဘက်တွေလိုအရန်ကြီးထိမ့်မကစားပဲနဲ့ရေရေတင်းတင်းဝင်ထိုးတာမျိုးလဲတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ထီချန်နဲ့ပါဝါပိုင်းမှာတော့ဘရိုနီကာကို မရှင်နိုင်ခဲ့ပါဘူး။ပထမအချိန်မှာတဲ့အထိနာထားတဲ့ဘရာဇီးသူဟာဆိုရင်ဒုတိယအချိန်မှာသူ့ရဲ့ထိုးချက်တွေမူမမှန်တော့တာကိုတွေ့ရပါတယ်။ ခြေကံချက်တွေတွဲသုံးပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူးဒုတိယအချိန်မှာလည်းပွဲမဖြစ်နိုင်ခဲ့ပေမဲ့ဗရိုနီကာကပဲ ထိချက်ရောပါဝါကပါ အဖက်ဖက်မှာအသာစီးရခဲ့ပါတယ်တတိယအချိန်မှာလည်းဗရိုနီကာကပဲတာခဲ့တာပါဘရိုနီကာကသူ့ရဲ့ပုံစံအတိုင်းအကောင်းဆုံးထိုးတက်နိုင်ခဲ့ပေမဲ့လည်းပွဲမဖြစ်နိုင်ခဲ့ရတာကပြိုင်ဘက်ရဲ့စိတ်ဓာတ်ပိုင်းပြင်းထန်မှုကြောင့်လည်းပါပါတယ်။ ဘရာဇီသူဟာဆိုရင် ပထမအချိန်မှကတည်းကလဲကျသွားနိုင်တဲ့ဘရော်နီကာရဲ့တွဲလုံးတွေ body shot တွေကိုတောင်းခံသွားနိုင်ခဲ့တာပါနောက်ပိုင်းအခြေတွေမှာပြိုင်ဘက်က clench ဖမ်းဖို့ကြိုးစားလာခဲ့ပါတယ်။ Bronica ကလည်း clench ပိုင်းမှာအားနေသေးတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းချက်ချင်းတော့ပြန်ထွက်နိုင်ပါတယ်။တတိယအခြေပြီးလို့အနိုင်ဆုံးမပေါ်တာကြောင့်ဒိုင်အဆုံးဖြတ်ခံယူရမှာတော့ အမတ်ပေးတိုင်အားလုံးကဘရိုနီကာကိုပဲအပြက်အသက်အမတ်တွေပေးပြီးအနိုင်ပေးလိုက်ကြပါတယ်။ပွဲမထိုင်ခင်ကဘရာဇီးသူရဲ့ MMA record ကိုကြည့်ပြီးတော့ပရိတ်သတ်အများစုက သူ့ကိုအထင်သေးထားကြပါတယ်။ဒါပေမဲ့လည်းသူထိုးတက်သွားတာကိုကြည့်ရင်တော့ လက်ရည်မစိုးလာတဲ့ fighter တအူးလိုတောင်တတ်မှတ်လို့ရပါတယ်။နောက်ဆုံးချီအထိအကောင်းဆုံးတောင့်ခံပြီးရှင်ပြိုင်သွားတဲ့သူမရဲ့စိတ်ဓာတ်ကိုလည်းချီးကျူးရမှာပါ။ဒီနိုင်ပွဲကြောင့် Bronica ဟာဆိုရင် Thai fight ကပေးအပ်တဲ့နောက်ထပ်ခပတ်တစ်ခုကိုရရှိခဲ့ပါသေးတယ်။ခုဆိုရင် Bronica ဟာ Thai Fight အတွက်ရောတူလီကျင့်နေတဲ့ Tiger Muay Thai Club အတွက်ပြရုပ် Fighter တအူးဖြစ်လာနေပါတယ်။ ရော်နီကာကတော့ပွဲအပြီးမှာ သူမအနေနဲ့အလဲမထိုးနိုင်ခဲ့တဲ့အတွက်ပရိသတ်တွေကိုတောင်းပန်စကားဆိုသွားခဲ့ပါတယ်။အနိုင်ရရှိခဲ့ပေမဲ့လည်းပွဲမလာခဲ့ပါဘူး။လူကိုယ်တိုင်ရောလိုင်းပေါ်ကနေအားပေးနေတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။နောက်ပွဲဒီထက်ပိုကောင်းအောင်ကြိုးစားပါမယ်လို့ဗရော်နီကာကလူမှုကွန်ရက်ကနေသတင်းပြောသွားခဲ့ပါတယ်။ဗရော်နီကာရဲ့လက်ရှိလက်ရည်ဟာဆိုရင်တပွဲထက်တပွဲတိုးတက်လာတာကြောင့် 1ချန်ပီယံစစ်ဘက်ကလည်းဘရော်နီကာကို အမြန်ဆုံးခေါ်ယူခြင်းနေပါပြီ။ဒါပေမဲ့ Time Fight ကလည်းဘရော်နီကာလိုဖိုင်တာမျိုးကိုလက်လွတ်ချင်မှာတော့မဟုတ်ပါဘူး။လက်ရှိမှာဆိုရင်ဘရော်နီကာနဲ့ Time Fight တို့ရဲ့ကြားမှာစာချုပ်သက်သန်နှစ်နှစ်စာကြံရှိပါသေးတယ်။1ချန်ပီယံရှစ်နဲ့စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်ကတော့ Time Fight နဲ့ညှိနှိုင်းပြီးစာချုပ်ဖြတ်သိမ်းနိုင်ဖို့လိုပါတယ်။ ဲ့ဒါကြောင့်ဘရိုနီကာကတော့တနစ်လောက်အတွင်းဝမ်းချန်ပီယံရှစ်ကိုရောက်နိုင်တယ်လို့ပြောထားပါတယ်ဆက်လက်ပြီးတော့ DUF မှာနီးကြရဲ့အဖြစ်နဲ့အားပြိုင်သွားကြတော့မယ်။ Conor McGregor နဲ့ Michael Chandler တို့ရဲ့အကြောင်းကိုတင်ပြချင်ပါလေ။ Conor McGregor ဟာဆိုရင် UFC ရဲ့ပုံရိပ်အမြင့်မားဆုံးဖိုက်တာလို့ပြောရင်လည်းမမားပါဘူး။စွမ်းဆောင်ရည်ကြနေပြီဖြစ်ပေမဲ့လည်း ရိတ်တအပေးမှုကတော့ရော့ကြမသွားပါဘူး။ Justin Poirier နဲ့ထိုးတက်ခဲ့တဲ့ပွဲမှာရခဲ့တဲ့ခြေတော့ကျိုးတန်ရာကြောင့်ကာလာရှည်အနာယူနေခဲ့ရပါတယ်။ခုချိန်မှာဆိုရင် Conor McGregor ဟာ MMA လောကကိုပြန်ဝင်လာတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ Fighter တအုပ်အနေနဲ့တော့မဟုတ်ဘဲနဲ့ နီးပြားတဦးအဖြစ်နဲ့အရင်ဆုံးဝင်လာမှာဖြစ်ပါတယ်။ Conor McGregor နဲ့ Michael Chandler တို့ဟာဆိုရင် UFC ရဲ့လူသစ်ရွေးချယ်ရေးပြိုင်ပွဲကြီးဖြစ်တဲ့ The Ultimate Fighter ပြိုင်ပွဲမှာနီးပြားတွေအဖြစ်နဲ့အားပြိုင်ကြတော့မှာပဲဖြစ်ပါတယ်။ The Ultimate Fighter ပြိုင်ပွဲဆိုတာကတော့ ဖိုက်တာတွေကိုနှစ်ဖွဲ့ခွဲ ရှင်ပြန်ခိုင်းတာမျိုးဖြစ်ပြီးပရိတ်တ်စိတ်ဝင်စားဖို့အတွက်တဖွဲ့စီမှနာမည်ကြီးဖိုက်တာတွေကိုနှီးပြလုပ်ခိုင်းပါတယ်ဒီပြိုင်ပွဲမှာဆိုရင်ချန်ပီယံဖြစ်တဲ့သူက UFC နဲ့စာချုပ်ချုပ်ခွင့်ရတာပါဒါပေမဲ့လည်းချန်ပီယံမဖြစ်ခဲ့ပေမဲ့လည်းဖန်ဆောင်ရည်ကြိုက်တယ်ဆိုရင် စာချုပ်ချုပ်တာမျိုးလည်းရှိပါတယ် DUF မှာဝင်ခွင့်ရဖို့အတွက်လိုအပ်ချက်တချို့လည်းရှိနေပါတယ် fighter ဘဝမှာ၃ဘွဲထက်ထိုးပူးထားရမှာဖြစ်ပြီးတော့လေအတက်ကလည်း20နှစ်အထက်ရှိရပါမယ်အရင်ဆုံးလျှောက်လာတင်ထားပြီးတော့ UFC ကရွေးချယ်ခဲ့တဲ့သူတွေပဲဒီပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရကြတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြမစပတ်အုံဝေကြီးအောင်လအန်ဆန်းဟာဆိုရင်လေ TUF ပြိုင်ပွဲအတွက်လျှောက်လာတင်ခဲ့ပူပါတယ်။ ဒါပေမဲ့လည်းပြိုင်ပွဲဝင်ခွင့်အတွက်ရွေးချယ်ခြင်းတော့မခံခဲ့ရပါဘူး။ TUF ပြိုင်ပွဲတွေဟာဆိုရင်ပြိုင်ပွဲဝင်16ယောက်တို့မဟုတ်32ယောက်ကိုရှုံးထွက်စနစ်နဲ့ရှင်ပြိုင်စေတာဖြစ်ပါတယ်။နောက်ဆုံးဘိုလ်လူပွဲအဆင့်ပြိုင်ပွဲကိုတော့ UFC event တွေမှာထည့်သွင်းကျင်းပပြီးတော့ဘိုလ်လူပွဲတပွဲကိုပဲကြီးစား fighter record မှာထည့်သွင်းခွင့်ရပါတယ်။လက်ရှိမှာဆိုရင် UFC မှာကစားနေတဲ့နာမည်ကျော် fighter တချို့ကလည်း TUF ပြိုင်ပွဲကနေမှသဆင့်ရောက်လာကြတာပါလက်ရှိမှာဆိုရင် UFC နဲ့လမ်းခွဲထားပြီးဖြစ်တဲ့နာမည်ကျော် fighter Nate Diaz ကလည်း TUF ကနေသဆင့် UFC နဲ့စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ် Conor McGregor နဲ့ Michael Chandler တို့နှီးပြလောက်မှာကတော့ TUF 31ပြိုင်ပွဲပဲဖြစ်ပါတယ် တနာဝိုက်ကိုတိုင်ကလည်းအတီးပြုတ်ထားပြီ ဖြစ်တဲ့အတွက်တရားဝင်ဖြစ်နေပါပြီ။နီးပြတွေနဲ့အားပြိုင်ပြီးရင်နီးပြတွေအချင်းချင်းထိုးကြတာပါ။ကော်နာမက်ဂရီဂါနဲ့မိုက်ခဲချန်ဒလာတို့ကလည်း TUF ပြိုင်ပွဲပြီးရင်ထိုးတက်ကြမှာပါ။ TUF ပြိုင်ပွဲကမေလကနေဩဂုတ်လအထိ ကျင်းပမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်ကော်နာမက်ဂရီဂါနဲ့မိုက်ခဲချန်ဒလာတို့ရဲ့တွဲဆိုင်စက်တင်ဘာလလောက်မှာဖြစ်လာနိုင်မယ်လို့ခန့်မှန်းနေကြပါတယ်။ ပေါင်ချိန်190ဝေရာဝိတ်တန်းမှာထိုးတက်ကြဖို့များနေပါတယ်။ဖော်နာမက်ဂရီဂါနဲ့မိုက်ခဲချန်ဒလာတို့ရဲ့နီးပြအဖြစ်အပြိုင်မှုကရောသူတို့နှစ်ဦးတန်စကားတဲ့အပြိုင်မှုကရောစိတ်ဝင်စားဖို့ကောင်းနေပါတယ်။တန်စကားတဲ့အပြိုင်ရင်တော့ဒံယာပြက်တနာတွေနဲ့လက်ရည်ကျနေတဲ့ကော်နာထက်ပွဲပုံမှန်ထိုးနေတဲ့မိုက်ခဲချန်ဒလာကနေမှအသာစီးရဖို့တော့ပုံများနေပါတယ်။ ဆက်လက်ပြီးတော့အောင်အကိုအတူယူပြီးတော့စူးစမ်းနေတယ်ဆိုတော့မာတင်ကိုယင်ရဲ့အကြောင်းကိုဆက်လက်တင်ပြပေးတော့မှာပါအောင်လာနဲ့မာတင်ကိုယင်တို့ဟာဆိုရင်အရန်ပဲရင်းနှီးကြတဲ့မိတ်ဆွေတွေပဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာနှစ်ထပ်ကွမ်းချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုအတူတူပိုင်ဆိုင်ထားခဲ့ကြပါတယ် Sanford MMA ဂျင်မှာအတူတူလေ့ကျင့်ကြပြီးပွဲထိုးတဲ့အခါမှာလည်းပဲတန်စကားဘေးကနေလိုက်ပါကြီးကြပ်ပြီးတက်ကြပါလေ နယောက်စလုံးခပက်လက်လွတ်လိုက်ရပြီးရလက်တွေဆိုးဝါးလာတာချင်းလဲတူညီနေကြပါလေရလက်ဆိုးဝါးလာတဲ့နောက်ပိုင်းမှာမာတင်ကိုရင်ဟာဆိုရင်ဩစတြေးလျမှာပဲပြန်ပြီးလေ့ကျင့်နေပေမဲ့လေအောင်လာရဲ့ဖိတ်ခေါ်မှုကြောင့်မကြသေးခင်ကပဲ K Cliff FC ကိုပြန်လာပြီး camp ဝင်လေ့ကျင့်သွားခဲ့ပါလေလက်ရှိမှာတော့အောင်လာဟာဆိုရင် Yushin Ogami နဲ့ Givato Givao တို့ကိုနှစ်ပွဲစတိုက်အနိုင်ယူထားပြီးဖြစ်ပါတယ် နှစ်ပွဲစလုံးကိုပထမအချိန်မှာတင်အနိုင်ယူထားခဲ့တာပါ။မာတင်ကိုရင်ကတော့နောက်ဆုံးထိုးတက်ထားတဲ့ပွဲမှာလာယာဖရီမန်နော့ကိုရှုံးနိမ့်ထားပါတယ်။မကြာခင်မှာတော့ချက်မေးကာဆန်နော့နဲ့ထိုးတက်သွားအောင်မှာပဲဖြစ်ပါလေ။ဒီပွဲက သူ့အတွက်တော်တော်လေးအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဒီပွဲနိုင်မှပဲချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်မှာပါအဲ့ဒါကြောင့်မာတင်ကိုရင်ကတော့ဒီပွဲအတွက်အောင်လာကိုအတူယူပြီးကြိုးစားနေတယ်လို့ပြောထားခဲ့ပါတယ်အောင်လာအနေနဲ့ယူရှင်အိုဂါမီဂီဗတ်တိုဂီဗတ်အိုတို့ကိုပထမအချီမာတင်အလဲထိုးနိုင်တာကိုကြည့်ပြီးတော့နောက်တနေ့လေးချင်းခန်းစင်းတော့ခွန်အားတွေရပါတယ်ကျွန်တော်အောင်လာကိုအတူယူပြီးတော့ကြိုးစားလေးချင်းနေပါတယ်အကောင်းဆုံးတွေမျှော်လင့်ထားပါတယ်လို့မာတင်ကိုရင်ကပြောထားခဲ့တာပါ ဒါအပြင်အောင်လာလိုတငယ်ချင်းမျိုးပိုင်ဆိုင်ထားရတာ ਨੇ ပတ်သက်ပြီးတော့လေမာတင်ငွေရင်ကကျွန်တော်ကံကောင်းတယ်လို့ပြောရမယ်အားလုံးကကျွန်တော်ကိုကူညီကြပါတယ်ကျွန်တော်အောင်လာတို့နဲ့အမေရိကန်မှာလေ့ကျင့်နေတုန်းက နောက်ကနေကျွန်တော်ရဲ့ဇနီးတွေကလည်းမိသားစုကိစ္စအတွက်ကြေပွန်အောင်ဆောင်ရွက်ပေးနေပါတယ် ပြီးတော့အောင်လာတို့မိသားစုကလည်းကျွန်တော်အပေါ်တော်တော်လေးနှွေးထွေးကြပါတယ်။အောင်လာလိုတငယ်ချင်းမျိုးရထားတာကျွန်တော်တကယ်ကိုကံကောင်းပါတယ်လို့ပြောသွားခဲ့ပါတယ်။ချမေးကာစာနော့နဲ့ပွဲမှာအောင်လာဟာမာတင်မှုရင်ကိုတန်စကားဘေးကနေလိုက်ပါပြီးကြီးကျက်ပေးမယ်လို့ပြောထားပါတယ်။တငယ်ချင်းနှစ်ယောက်ပူပေါင်းပြီးတော့ရလက်ကောင်ရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးသွားကြတဲ့ပရိတ်သတ်အရောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe အပြင် share ပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်နောက်ထပ်တင်ဆက်မဲ့ video တွေမှာပြန်ဆုံတွေ့ကြပါစို့